ဒါဒါအခုပြောချင်တဲ့ဟာကကြတော့ဒါနောက်ဆုံးသိရတဲ့လာရှိုးရဲ့အခြေအနေပေါ့နော်အဲ့ဒါတော့ဒါလာရှိုးပပတ်လယ်မှာပေါ့နော်မြို့ရဲ့ပပတ်လယ်မှာ MNDA ကစကန်ထိုင်ထားတဲ့အဖွင့်အထွက်တွေအကုန်စစ်တယ်ပေါ့နော်အဲစစ်တာမှာသူအဲစကန်ထိုင်တာဘယ်လိုလဲဆိုတော့ဝိုင်းပတ်ထားတဲ့ပုံစံမျိုးဒီလာရှိုးကြီးတစ်ခုလုံးငုံထားတဲ့ပုံစံမျိုးနဲ့သူစကန်ထိုင်ထားတယ်အဲပြောတာအဝင်ထွက်တွေဆိုရင်အကုန်စစ်တယ်စစ်တာမှာဘလူတောင်စစ်လဲဆိုတော့ဒီလာရှိုးကိုပြန်လဲထူထောင်ရေးဆိုတဲ့ပုံစံမျိုးနဲ့လွှတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကစအကုန်စစ်တာပေါ့နော်အဲ့ဘဝင်းနေထွက်တဲ့အကုန်စစ်တာအဲ့လိုပုံစံမျိုးလုပ်တယ်ပြီးတော့တတ်မှတ်စီတတ်မှတ်ထားတဲ့စီကိုမကြော်ရအောင်ပေါ့နော်အဲမင်းတို့မတို့ဒီနေရာအထိပဲခွဲပြုတယ်ဆိုဒီနေရာအထိပဲမင်းတို့အဲ့ထက်ကြော်လွန်လာတာမျိုးမလုပ်ရအောင်ဆိုပြီးတော့လေဒါတတ်မှတ်ထားတာလေးရှိတယ်ပေါ့နော်သဘောတူတာလေးရှိတယ်ပြီးတော့အဲကျွန်တော်အတွင်းထဲကနေပြီးတော့သိရတဲ့သတင်းတွေရတာပေါ့နော်ဒီအပေါ်ကိုတင်ပြနေတာပေါ့နော်မင်းအွန်လိုင်းစီသိုးဝင်းတို့စီဒါမျိုးတွေကိုတင်ပြနေတဲ့သတင်းတွေနဲ့ မြေပြင်အောက်ရှိကဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကတခြားစီပဲဆိုပြီးတော့လည်းသိရတယ်အပေါ်မှာတော့သူတို့ဘယ်လောက်ထိအဆင်ပြေပါတယ်ဘယ်လိုအခြေအနေမျိုးထိလုံနိုင်နေပါတယ်ဘယ်လောက်ရာခိုင်နှုန်းပြီးစီးနေပါပြီဆိုတော့ပုံစံမျိုးတွေနဲ့လိန်လယ်ထားပေမဲ့မြေပြင်မှာတော့ဘာမှကိုမလုံအဲခုနလိုပေါ့နော်အဲခုနလိုပို့ပို့ပြီးတော့ကောင်းမွန်တဲ့ပုံစံမျိုးနဲ့လုံနိုင်တဲ့အနေထားတော့ဘာမှမရှိသေးဘူးဆိုပြီးတော့သိရတယ်အဲသူတို့အပြောကြတော့ဒီရက်ထဲမှာပဲဒါသူတို့လူကြီးတွေနေပြီးတော့တက်သွားပြီပေါ့နော်မနေ့ကဆိုရင်လေလာဘက်စမယ် လေလာဘက်ကတော့သိတဲ့အတိုင်းပဲဒေတာအချက်အလက်တွေလိမ်နေပွဲလို့လည်းပြောလို့ရတယ်နောက်တစ်ခုကျွန်တော်သတိထားမှာကျတော့ဒီလေလာဘက်မှာပေါ့နော်ဒါမြောက်လိုင်းကအခုဆိုရင်လေကြောင်းတိုက်ခတ်မှုနဲ့ပတ်သက်လို့သူကအားရပါတယ်ကျင်းတ်ပါတယ်ဆိုတဲ့သတင်းမျိုးတောင်မှကြားနေရတယ်ဆိုတော့ဒီလေကြောင်းတိုက်ခတ်မှုနဲ့ပတ်သက်လို့ပဲနောက်လာမယ့်ကာလတွေမှာပိုတိုးပြီးလှုပ်လာနိုင်ခြင်းလည်းရှိတယ်ပေါ့နော်အဲဆေးကြောင်းထိုးတာမျိုးတွေလူသစ်စုဆောင်တာမျိုးတွေဘုံကျဲတိုက်ခိုက်တာမျိုးတွေဘုံကျဲတိုက်ခိုက်တဲ့ထဲမှာမီးလောင်ဘုံမျိုးစားတွေအစိမ့်ငွေဓာတ်ဘုံမျိုးစားတွေဒါမျိုးတွေကစပုံမှုပြီးတော့သုံးဆွဲလာနိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်း ဒါတိရတယ်ဗောနော်ဒါဒါသုံးသက်လို့ရတယ်အဲ့တော့အဲ့အတွက်လည်းကျွန်တော် view site မှာဖြစ်မယ်ဗောနော်အဲလေလာဘက်ကတော့ဒါလေလာဘက်အစီဝေးပြီးသွားပြီဆိုတဲ့အချိန်မှာတိရတဲ့အချက်လက်တွေကိုတော့ကျွန်တော်ထပ်ပြီးတော့မျှဝေပေးပါမယ်ဗောနော်အဲအခုတိတော့ last show မှာရှိတဲ့ဒါကနအူးပို့လိုက်တဲ့ဦးနာအဖွဲတွေဗောနော်ရင်နှက်လိုက်ကြီးလာပါတယ်ဆိုတဲ့အဖွဲတွေဗောနော်အဲ့အဖွဲတွေက ဘာမှကောင်းကောင်းမွန်မွန်နေထိုင်လို့ရတဲ့အနေအထားမရှိသေးဘူး။ဘာဖြစ်လဲဆိုတော့တို့တွေအဆောက်အဦတွေရှင်းလင်းနေရတယ်ပေါ့နော်။အရှင်းလင်းရေးတွေလုပ်နေရတယ်။အဲတို့တွေလူကြီးကလည်းတဒက်ဝင်တဒက်ထွက်လိုက်ကြည့်တယ်။ဒါပေမဲ့ဘာလို့ရမယ်ဆိုတဲ့ဟာမျိုးမပြောဘဲနဲ့ဒီအမှိုက်ရှင်းတဲ့လုပ်ငန်းကိုပဲအရင်လုပ်နေရတော့မယ်ပေါ့နော်။အဲတော့ကျတော့ရှင်းလင်းတဲ့အပိုင်းတွေရှင်းလင်းနေရတော့ဘာမှကိုမပြီးစီးသေးတဲ့အနေအထားအဲပြီးတော့ကျတော့အဲဖြစ်တယ်လို့အိပ်ရတယ်ပေါ့နော်။ ရှိတဲ့နေရာမှာဖြစ်တယ်လို့အေးရပါတယ်ဆိုရဲအနေထားဒါကလည်းအဲတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်လည်းပါမယ်အဲသူတို့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်မလို့လည်းပါတယ်ပေါ့နော်အဲ့တော့သူတို့တွေရဲ့အဆောက်အဦတွေအကုန်လုံးကလုံးဝကိုခြေမွတ်ပြက်စီးနေတဲ့အနေထားမှာအခုလိုမျိုးပို့ခံရတဲ့အဖွဲ့တွေကတမင်ကိုသွားပြီးတော့ဒုက္ခခံခိုင်းတဲ့အနေထားဖြစ်နေတာပေါ့နော်အဲ့တော့တော်တော်များများကလည်းအဲ့မှာရှိတဲ့အဖွဲ့တွေကစိတ်သက်တွေပြက်ရွနေကြတယ်ကြောင်ရွံ့ဆိုရင်မှုတွေလည်းရှိနေကြတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တခြားလိုင်းပေါ်မှာတော့အဲ့အဲ့နေရာမှာမနေရတဲ့ကောင်တွေကတော့ ဒါအဆင်ပြေတယ်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေပြောကြတာပေါ့လေဒါပေမဲ့မြေပြင်မှာတကယ်ရောက်နေတဲ့သူတွေကတော့တော်တော်လေးခက်ခဲတယ်ဆိုပြီးတော့သိရတယ်နောက်တစ်ခါအပြင်ထွက်ခွင့်နေရှိလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာအပြင်ထွက်ခွင့်တော့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းညနေ6နာရီဆိုတာလည်းတဲ့မြို့ကဘာမှမရှိတော့ဘူးတဲ့အဲမြို့မှာရှိတဲ့အဲဒီလူကလည်းပေါ့နော် သုံးပုံတစ်ပုံလောက်ပဲနေတယ်လို့တောင်ယူဆရတယ်ပေါ့နော်ညနေ6နာရီကျော်နဲ့ဘာမှမရှိတော့ဘူးပြီးတော့တချို့အိမ်နေဆိုရင်လူတော်ပြန်မနေသေးဘူးပေါ့နော်အဲသူတို့ဘာသာဘလောက်ကြီးကြီးစီကားနေပါပြီဘာဖြစ်နေပါပြီဆိုပြောနေတယ်ဆိုပေမဲ့လည်းမြေပြင်မှာရှိနေတဲ့အရှိတရားတွေကတော့သူတို့ပြောတာရင်းနဲ့တခြားစီဖြစ်နေတယ်ပေါ့နော်အဲချို့ဆိုလည်းဒါရှောင်သွားရတဲ့ဟာတွေရှိတယ်အဲချို့ဆိုလည်း ပြန်နေဖို့တော့စိတ်ကူးရှိရလားမသိဘူးအိမ်ဒီတိုင်းပစ်ထားခဲ့တာရှိတယ်ပေါ့နော်အဲကြတော့သူတို့ပြောနေတဲ့ဝါရဖြန့်နေတဲ့ဟာတွေကမြေပြင်နဲ့တခြားတခြားစီဖြစ်နေတော့ပေါ့နော်နောက်တစ်ခုအရေးကြီးတဲ့ဟာကြတော့ဒါအင်အားတွေထပ်ပြီးတော့ဖြစ်တင်းဖို့လည်းရှိနေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲဒါကလည်းကျွန်တော်တို့ထပ်ပြီးတော့ queue site နဲ့အရာဖြစ်တယ်ဒါ MND တက်တွေနေနဲ့လည်းဒါကိုတော့တေချာပေါက်သိထားလိမ့်မယ်ပေါ့နော်အဲလုံတင်လုံထိုက်တာလည်းလုံလိမ့်မယ်လို့ယူဆပါတယ်ပြီးတော့အခုကနအူးပို့ခံရတဲ့အင်အားတွေထဲမှာသူကစစ်ရုံးကအဖွဲ့တွေပါတယ်ဆိုပြီးတော့လည်းသိရတယ် စစ်ရုံးမှာဒီစစ်စစ်ရုံးကနေပြောတယ်ပေါ့နော်ဒီအခုပို့ခံရတဲ့အဖွဲ့တွေထဲမှာသူကတွဲဘက်အနေနဲ့ထားပြီးတော့သူကဘာရွေချက်လဲဆိုတော့လာရှုံမျိုးပြန်လဲထူထောင်ရေးဆိုရဲရွေချက်နဲ့သူကသူတို့ရောက်ရှိတဲ့အချိန်ကနေစပြီးတော့သူကဇူလိုင်လကုန်လောက်ထိပေါ့နော်အနည်းဆုံးတော့5လ6လအဲ့လောက်ကာလအတော်အတွင်းမှာသူကလာရှုံမျိုးပြန်လဲထူထောင်ရေးဆိုရဲရွေချက်မျိုးနဲ့တွဲဘက်တွေလွှတ်တာမျိုးတွေလည်းရှိအဲ့ကြအဒီစစ်ရုံးကအဖွဲ့တွေကလည်းတော်တော်လေးစစ်စင်းရဲ့ကိုစင်းရဲ့ဖြစ်နေတဲ့အနေဒါပေါ့နော်စစ်ရုံးမှာကတော့ဥနာလိုပေါ့ဒါတို့တွေအနေ ကင်းတဲ့နေရာမျိုးမှာသူတို့နေရတယ်နေပြီးတော့လို့နေရာမျိုးမှာနေရတယ်။ငါပြအခုလိုမျိုးဒါဘာမှမရှိပါဘူးဆိုတဲ့နေရာသူတို့ပုံမှန်နေနေကြလုံးဝအဆင်ပြေပါတယ်ဆိုတဲ့နေရာတစ်ခုကနေဘာမှမရှိအဲဘာမှအဆင်မပြေတဲ့နေရာတစ်ခုကိုပို့ခံရတယ်ပြီးတော့ကျတော့ဖိအားတွေအများကြီးရှိတယ်ပြီးတော့ကျတော့ကြောက်လန့်ကြားနဲ့နေနေရတယ်ဆိုတဲ့ဘွားကိုသူတို့လည်းကြိုက်မှာတော့မဟုတ်ဘူးမကြိုက်ဘူးအဲ့တော့ကျတော့ မြဲမြဲယုံထွက်ကြစီခြင်းနဲ့ပေါ့နော်အဲပြီးတော့တစ်ချိန်ချိန်တနည်းနည်းကြာရင်ဒါမျိုးကိစ္စတွေကတို့တေချာပေါက်ကြုံရမှာပေါ့နော်စစ်ယုံမှာဆိုတာလည်းသိရတိုင်းပဲစစ်ယုံကတသက်လုံးနေရမယ့်နေရာမဟုတ်ဘူးအစစ်ယုံကနေပြီးတော့ option ning ထွက်ပြီးဆိုတာနဲ့ခြေလင်းကိုပြန်ဆင်းပြီးတော့တိုက်ခိုက်ရေးတက်တီကိုပြန်ဆင်းရမယ့်အနေဒါအဲကြတော့ဒီတိုင်းဒီအခုနိုင်ငံရဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့စစ်စင်ရေးစင်နွဲနေတဲ့အတိုင်းတာအရာဆိုရင်ဘယ်နေရာဘယ်ဒေသမှာတို့အတွက် လုံခြုံတဲ့နေရာတခုဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲကြတော့အဲဟာကိုလည်း အဲစစ်ကောင်စီဘက်ကစစ်သားတွေအနေနဲ့ထည့်ပြီးတော့စဉ်းစားဆေးရှင်းနေပါတော့။ဒါကတော့ကျွန်တော်လာရှုနဲ့ပတ်သက်လို့စုံစမ်းသိရှိရသလောက်လေးကိုဝေမျှပေးတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒါစစ်ကောင်စီရဲ့ lobby တွေကနေပြီးတော့ဒါလာရှုလေစိတ် ပြန်လဲဖွင့်လှစ်နိုင်ပြီဆိုပြီးတော့ပြောထားတဲ့သတင်းတွေအဲပြောဆိုချက်တွေနဲ့ပတ်သက်လို့ဇိုင်းနေဝေးအောင်စုံစမ်းသိရှိရတဲ့အချက်လေးတွေကိုပြန်ပြီးတော့ဝေမျှပေးမှာဖြစ်ပါတယ်ဗျ။လာရှုလေစိတ်ကွင်းကိုစစ်ကောင်စီရဲ့ lobby channel တွေကနေပြီးတော့ပြန်ဖွင့်မယ်လို့ကြေညာခဲ့ပေမဲ့လက်ရှိမြေပြင်အနေထားမှာတော့အကောင့်ထဲပေါ်နိုင်ခြင်းမရှိသေးဘူးပေါ့နော်။ဒါ စစ်တပ် lobby တွေကနေမှခုနလေးလက်မှတ်ဘလောက်ဘလောက်ဆိုပြီးတော့ကြေညာခဲ့တယ်ပေါ့နော်လာချိုလေးကွင်ပြန်ပြေးဆွဲမယ်ဆိုပြီးတော့တရင်ကြေညာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီနဲ့ MNDE ဂျာမန်ကလာချိုလေးကွင်ကိုပြန်ပြေးဆွဲဖို့အတွက်သဘောတူညီချက်တွေမရှိဘူးလို့လည်းကြားရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါရှမ်းပြည်နယ်မြောက်ပိုင်းကတီယန်နန်တွေကကောင်းဆောင်တဦးနဲ့ဖုံပြောဆိုတဲ့အချိန်မှာတော့ဆရာကြီး ဒီသဘောတူညီချက်တွေကတော့စစ်ကောင်စီနဲ့သဘောတူညီချက်ဒါမျိုးတွေမရှိခဲ့ဘူးပေါ့နော်အဲအဲ့ဒါနဲ့ပဲကျွန်တော်ဟိုထပ်ပြီးတော့စုံစမ်းတာကတော့ခုနကိုဒမ်းမြန်မာ airline ကိုဖုတ်ဆက်ပြီးမေးတဲ့အချိန်မှာတော့အထက်ကညွှန်ကြားထားခြင်းမရှိသေးပါဘူးပေါ့လာချိုလင်ကွင်ဖွင့်တယ်ဆိုရင်ပေါ့နော်ဒါလက်မှတ်ရောင်းဖို့အတွက်ရှိမှာခုနဟိုရက်ကြိုပြောတယ်ပေါ့နော်အခုလက်ရှိကတော့ဒါအထက်ကတော့ညွှန်ကြားထားတာမရှိသေးဘူးပေါ့နော်တကယ်လို့လာညွှန်ကြားမယ်ဆိုရင်လေခုနလေလက်မှတ်ဈေးနှုန်းကအစား ခီးစဉ်အသေးစိတ်ကအစဒါအထက်ကညွှန်ကြားတဲ့အတိုင်းဆောင်ရွက်ရမှာပါဆိုတဲ့အကြောင်းကိုရဲမြမ airline တာဝန်ရှိသူတူဦးနဲ့ကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းခဲ့တာပေါ့စစ်ကောင်စီအနေနဲ့ဒါလာချိုမျိုးကိုတရုတ်ကဈာဝင်ပြီးတော့ MNDAA ရဲ့လက်ထက်ရတဲ့ဒီမှာပြန်လွှဲလွှဲယူထားပေးမယ်လေဒါလာချိုမျိုးကဆေးရုံပါဝင်ပေါ့မြို့နယ်အုပ်ချုပ်ရေးဒါရန်တရားတွေလဲပတ်ဖို့အတွက်အကျိုးစားနေတုံးပဲပေါ့နော်အဲ့ဒီထဲမှာမှခုနလာချိုး လေးစိတ်လည်းပါဝင်ပဲပေါ့ဒါပေမဲ့လည်းအခုလာချိုးလေးစိတ်နဲ့ပတ်သက်ပြီးကျွန်တော်စုံစမ်းသိရှိသလောက်ကတော့ဒါစစ်ကောင်စီအနေနဲ့လက်ရှိမြေပြင်နေထားမှာလာချိုးလေးစိတ်ကိုဒါလေးချောင်းလိုင်းပြန်လဲပြေးဆွဲဖို့ဟိုအခြေအနေမရှိနိုင်သေးဘူးဆိုတော့သိရတယ်ပေါ့ ဒါတော့ဒါဆိုင်းနေဝေအောင်စုံစမ်းသိရှိရတဲ့သတင်းကိုဝင်မြောက်ပြတာဖြစ်ပါတယ်။ရုံးအနေနဲ့လည်းဒါဒီလိုမျိုးဒါနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့စုံစမ်းနေတာရှိပါတယ်။သိရှိရသမျှသတင်းချက်လက်တွေကိုလည်းအခုလိုမျိုးဝင်မြောက်ပြီးမှဖြစ်လို့ဆက်လက်ပြီးတော့နှာစင်ပေးကြပါအောင်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။